အပျော်စီးသမောပေါ်မှာမိသားစုလေးဦးဟာပျော်ရွှင်စွာရှိနေကြပါတယ်။ဂျူလီယာကရေကူးနေပြီးသူ့သမီးကတခြင်းနားထောင်နေပါတယ်။သူတို့သားအဖကတော့သူ့သားကိုငားများနီးတင်ပေးနေရဲ့ဗျ။အဲ့ဒီအချိန်မှာတန်လိုက်အိမ်ညောင်ကလဲနေခဲ့ပေမဲ့ဘသူကမှတတိမထားမိကြပါဘူး။ရေကူးနေတဲ့သူမကကဲပါအောင်ဆိုပြီးတော့အကိုအညီတောင်းပါတယ်။သမီးကတခြင်းနားထောင်နေလို့မကြားပေမဲ့ငားများနေတဲ့သူ့ယောက်ျားကကြားပြီးသူ့သမီးကိုလှမ်းခေါ်ကဆလင်းငင်ယောင်ကင်ခိုင်းပြီးတော့ရေထဲဆင်းကယ်ပါတယ်။သမော့ပေါ်ရောက်တော့ဂျူလီယာကပြောပြတယ်။ဘာဖြစ်တော်မှန်းမသိဘူး။ ဲရေစီးနဲ့ပါသွားပြီးတော့ဘာမှလုပ်မရတော့ပဲအဲ့ဒီမှာပိတ်မိနေတော့မလို့ခံစားရတယ်လို့ဆိုပါတယ်။အဲ့ဒီမှာသူမရဲ့ယောက်ျားကဘသူ့ကိုမှအတိမပေးပဲရေမကူဖို့နဲ့လေရဲ့အဝေးမှာမကူဖို့ကိုပြင်းပြင်းထန်ထန်တားမြစ်ပါတယ်။ညာဘက်ရောက်တဲ့အခါဘန်ရဲ့မွေးနေ့ကိုကိတ်ခွဲကြပြီးတော့ကက်စီကမျက်နှာပေါင်းတစ်ခုလက်ဆောင်ပေးပြီးဂျူလီယာကကံကောင်းစေတဲ့လက်ပတ်ကလေးလက်ဆောင်ပေးကမိသားစုတပ်ပုံရိုက်ကြပါတယ်။အဲ့ဒီအချိန်မှာမာယာမီကကက်စီရဲ့ရီစာအဒန်ကဗီဒီယိုကောခေါ်လို့ပြောနေရင်းနဲ့အနောက်ကကောင်းကင်မှာတိမ်တိုက်တွေလျှက်ပြက်တယ်လို့ဖြစ်နေတာကိုပြနေရင်း င်းလိုင်းပြတ်သွားခဲ့ပါတယ်။ပင်လယ်ထဲမှာတော့ဝေလာငါးတွေကိုတွေ့ရပြီးတော့ဝေလာငါးတွေကကဘာရဲ့တန်လိုက်ဆက်ကွင်းနောက်ကိုလိုက်နေရဖြစ်ပြီးမုန်တိုင်းရှောင်နေမိထင်ကကမ်းခြေကိုဥတီသွားတာဖြစ်ကြောင်းရှင်းပြပါတယ်။အဲ့ဒီအချိန်မှာတမောကိုတခုခုကဝင်တိုက်လိုက်ပြီးပန်ဟာအခြေအနေကြည့်ဖို့သူ့အဖေကရေအောက်ကိုဆင်းခဲ့ရပါတယ်။ရေအောက်မှာတခုခုခံစားမိပြီးလှည့်ကြည့်ချိန်မှာပန်ဟာနဲ့ထိသွားပြီးတော့ပခုံးမှာဒဏ်ရာရသွားလို့ဂျူလီယာကချုပ်ပေးခဲ့ပါတယ်။ငမန်းငါလို့သားကမေးတဲ့အခါမပြောတတ်ပေမဲ့တော်တော်ကြီးတဲ့ဟာဖြစ်ပြီးပန်ဟာကတော့ထိခိုက်မိထားတယ်လို့ဆိုပါတယ် ်အော်ကာအပျော်စီးလေထိခိုက်မိထားတဲ့အကြောင်းဆက်သွယ်ခဲ့ပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိတဲ့အပြင်ကက်စီရဲ့ဖုန်းလိုင်းတွေကလည်းမမိပါဘူး။ကောင်းငင်ကအလင်းနှံဖြာကျလာတာကိုတွေ့လိုက်ရပြီးတမောကိုအာကုန်ယုံကဒီကနေထွက်သွားကြဖို့ကြိုးစားနေတုန်းအလင်းနှံတွေထက်ကျလာလို့အဲ့ဒါအော်ကာပြန်မဟုတ်ပဲဂျိုးရူတွေလို့သူ့အဖေကကောက်ချက်ချပါတယ်။စက်ခန်းထဲကမိခိုးတွေထွက်လာလို့စစ်စင်းနေတုန်းမှာတန်လိုက်အိမ်မြောင်ကချလဲလဲနေခဲ့ပြီးတမောကလူလာတော့အကုန်အထဲဝင်ကတကားတွေပြေးကြပါတယ်။သူ့အဖေကအသက်ငယ်အင်ကြီးတွေယူပြီးတယောက်တစ်ခုစီဝက်ခိုင်းပါတယ်။တမောလူလုံးလို့ ူလီယာကနှာခေါင်းကသွေးရကြလာပြီးကက်စီကတော့အန်ထွက်ကုန်ပါတယ်သူ့ဘေကတော့အကိုအညီလိုကြောင့်တောက်လျှောက်ဆက်သွယ်နေခဲ့ပါတယ်သူတို့တွေတရေရလာတော့အပြင်ကိုထွက်ကြည့်ကြတဲ့အခါပင်လယ်ကနေကုန်းမြေဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်ဆက်သွယ်ရေးစနစ်ကပြန်အလုံးလုပ်ခဲ့ပြီးရှန်ကိုင်းတမောရဲ့ကပတိန်တို့နဲ့ဆက်သွယ်မိပါတယ်ဘာလို့ဖြစ်သွားတာလဲလို့မေးတော့တန်လိုက်ဝင်ရိုးတွေပြောင်းပြန်ဖြစ်သွားတာဖြစ်ပြီးပင်လယ်ပြောက်သွားတဲ့အချိန်မှာနိုတို့အဖွဲ့ကရေနဲ့မှာရေငုပ်နေရကနေကုန်းမကြီးဖြစ်သွားတယ်လို့ဆိုပါတယ်တခြားအသက်ရှင်နေသူတွေနဲ့လည်းဆက်သွယ်လို့မရပဲဆက်သွယ်ရေးစနစ်အများစုသုံးလို့မ ရတော့တာကြောင့်အနာဂတ်မှာဝင်ရိုးပြောင်းပြန်ဖြစ်တာကဖြစ်နိုင်ခြေရှိပြီးဒုက္ခမှန်းကျဲအရာတစ်ပတ်ထပ်ပိုမကြဘူးလို့ဆိုကအရန်ပြင်းထန်မှာမလို့လုံခြုံတဲ့နေရာရှာထားဖို့တတိပေးပါတယ်။ရှန်ကိုင်းမတော်မှာကထိုင်ကုံတုံးကုံပဲပါပြီးသိပ်ပံလိလာရေးရင်ငုံသမောဖြစ်ကသူ့ရဲ့လုပ်ပေါ်ကန်ဘက်ကလုံခြုံရေးခပ်ပတ်ပတ်မထားလို့အသက်မရှင်နိုင်ခဲ့ပါဘူး။အဲ့ဒီမှာတွန်ကသူ့ကလေးတွေကိုကယ်ပေးဖို့ပြောပါတယ်။သူကမိုင်ယာမီတက္ကသိုလ်ကအန်နဝါဘီရပညာရှင်ဖြစ်ပြီးသူ့မိန်းမကဆရာဝန်ဖြစ်ကယုံကြည်လို့ရတယ်လို့ဆိုပါတယ်။အဲ့ဒီမှာနိုကတီနီယာပြောပြတဲ့အခါတီနီယာအရမ ၂ရက်၃ရက်လောက်ဝေးနေလို့ဒီညကောင်းကောင်းအနားယူပြီးပင်လယ်ပြင်မရောက်လာခင်အဲ့ဒီကိုရောက်ဖို့အခွင့်အရေးများတယ်လို့တွန်ကဆိုပါတယ်။ဂျူလီယာနဲ့သူ့သမီးကလိုအပ်တဲ့ပစ္စည်းတွေထည့်နေတော့လူတစ်ယောက်ကခွေးတစ်ကောင်နဲ့လာနေတာကိုတွန်တစ်ယောက်တွေ့လိုက်ရပါတယ်။အဲ့ဒီမှာတွန်ကအဖော်တစ်ယောက်တွေ့လိုက်ရတော့ဝမ်းသာသွားပြီးအကူညီလိုလားမေးကအဲ့ဒီလူကိုရေတိုက်ခဲ့ပါတယ်။အဲ့ဒီမှာအဲ့လူကရေကုံတောက်ပြီးတော့ရေဘူးနဲ့ထုကသူ့မှာပါလာတဲ့ဓာတ်လှန်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ဂျူလီယာကတားဖို့ပြေးလာပေမဲ့မတတ်နိုင်ခဲ့ပဲသူမကိုပါတိုက်ခိုက်ဖို့လာပြီးဓာတ်လှန်နဲ့ပြစ်လိုက်တာမို့ပကုံးကို ရှက်ထီသွားခဲ့ပါတယ်။ကလေးတွေကိုခေါ်ပြီးတော့တနက်ပေးပြီးပုံခိုင်းကသူမကဓားကိုယူပြီးတခြားမှာပုံနေခဲ့ပါတယ်။အဲ့ဒီလူကတမောပေါ်မှာတွေ့ရစားပြီးလိုက်ရှာနေတော့ဂျူလီယာကတမောပေးမှာဆင်းပုံနေခဲ့ကအဲ့ဒီလူရဲ့ခွေးကတိုက်ခိုက်လို့ခွေးကိုဓားနဲ့ထိုးကတတ်လိုက်ပါတယ်။ဂျူလီယာကိုတွေ့သွားပြီးတိုက်ခိုက်နေတော့အထဲမှာပုံနေတဲ့သားသမီးတွေကမြင်နေရတာမို့သူ့အမေကိုလေပင်ညစ်နေတော့ကစီကတနက်နဲ့ပြစ်လိုက်လို့လဲသွားချိန်မှာသူတို့သားမိတွေထွက်ပြေးကြပါတယ်။တမောကပောက်ကွဲသွားခဲ့ပြီးသူ့အဖေကိုဖက်ငိုနေတဲ့ဘန်ကိုအတင်းဆွဲသူကလူသားသမားကမသေး ပဲအနောက်ကလိုက်လာလို့ထွက်ပြေးကြပါတယ်လူသားသမားကထောက်လျှောက်လိုက်နေတာမို့ငါ့ကိုစိတ်ဝင်တစားကြည့်နေတဲ့ဘန်ကိုခေါ်ကမနားနိုင်ပဲပြေးခဲ့ကြပြီးလေရင်ပြည့်ကြီးစီရောက်လာခဲ့ကြပါတယ်မိုးလဲချုပ်နေပြီမို့ညအိပ်ဖို့ပြင်ဆင်ကြပြီးဘန်မိုးနေမှာရိုက်ခဲ့တဲ့အမှတ်တရဓာတ်ပုံကိုထုတ်ကြည့်နေတဲ့သူ့အမေကိုအဖေကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးဆိုတာမယုံနိုင်ကြောင်းနဲ့အဖေဆုံးသွားတဲ့ခန်းစားချက်ကဟင်းနှင်းပြင်ကြီးတဲ့ကြာသွားတယ်လို့ခန်းစားရတယ်လို့ပြောပြပါတယ်အမေတို့ဘလို့ဆုံးခဲ့လဲပြန်ပြောပြဖို့ကတိကမေးရမှာသူ့အမေကပြောပြပါတယ်အဲ့ဒီတော့ငါသူမကအသက်22နှစ် ်ပဲရှိသေးပြီးတက္ကသိုလ်ဆေးရုံမှာလှုပ်လှုပ်နေတော့ဂျာမန်မျိုးသားတယောက်ရင်ငုံရင်မတော်တဆဖြစ်ကဆေးရုံကိုရောက်လာခဲ့တယ်။သူကအနီရောင်ရေမော်အကြောင်းသူ့တေသနာလုပ်ဖို့ရင်ငုံရင်ရေပြာရော့ကြတဲ့ပြဿနာကြုံရပြီးလေပြာအခန်းထဲမှာတုံးရကြပိတ်မိနေခဲ့တယ်တဲ့။အဲ့ဒီအခန်းထဲကထွက်လာတာနဲ့သူမချင်းချင်းကပ်ခဲ့ပြီးသူမကဆေးရုံဝန်မှုနေရာချပေးကနှစ်ရက်ကြာလို့ဆေးရုံကဆင်းတော့ဆေးရုံရှင်မှပန်းစည်းနဲ့စောင့်နေခဲ့တယ်လို့ဆိုပါတယ်။တပတ်တခါတွေ့ကြပြီးဂျာမန်ကိုပြန်သွားတော့ဘယ်တော့မှမတွေ့ရတော့ဘူးထင်ခဲ့ပေမဲ့နောက်6လအကြာမှာဆေးရုံရှင်မှစောင့်နေခဲ့ပြီ ်ဗဒါဟူကိုရဲ့ကြပြာနဲ့ခြေချောင်းဝန်ခံခဲ့ပါတယ်။မင်းပြန်တန်းသွားဖို့ပဲလိုအပ်တယ်။ငါလည်းပြန်တန်းမယ်တဲ့။ကောင်မလေးကအပြင်ထွက်ပြီးအပေါ်သွားနေတော့လူသက်သမားကနောက်ကနေတက်မလို့လောက်တာကိုအိယာနိုးလာတဲ့အမေကတွေ့သွားပြီးဓာတ်နဲ့တိုက်ခိုက်ကချက်ပေါင်းများစွာထိုးတက်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့လူသက်သမားရဲ့အလောင်းကဖွာလန်ကျင်းနေပြီးဘာကြောင့်ဖြစ်ရလဲဆိုတာမသိကြပါဘူး။ခရီးဆက်ထွက်လာရင်ဘန်ကမောလွန်းလို့ရေအိမ်တွေ့တာနဲ့မျက်နှာအပ်တာကြောင့်နေမကောင်းဖြစ်သွားခဲ့ပြီးခုံတွေကိုစုကအာရန်လုပ်ပြီးတော့အဲ့ဒီမှာတညနာကြပါတယ်။ မိမကောင်းနေရဲ့ဘန်ကိုဆေးထိုးပေးပြီးအိပ်ပျော်နေတော့အတန်ကြားလို့ဂျူလီယန်နိုးလာပြီးအပြင်အခြေအနေထွက်ကြည့်ရမှာမဟန်တာကြောင့်ဒီမှာနေလို့မရဘူးလို့ဆိုတာကလေးတွေကိုနှိုးပြီးထွက်ပြေးပါတယ်။ပြင်းရင်းနဲ့လူတွေကိုတွေးလို့အဲ့ဒီကိုပြေးတော့သူတို့ကအဝင်မခံမဲ့တကားပိတ်သွားတာကြောင့်အပေါ်ကိုတက်ပြေးကြပါတယ်။နောက်ဆုံးမှတရရတဲ့ဂျူလီယာကခြေထောက်မှာအကိုက်ခံရပြီးအထက်ကလူတွေကတနက်နဲ့ပြစ်ခါရှင်းထုတ်ကြပေမဲ့ များလုံးနာကြောင်မနိုင်ကြပါဘူးခြေထောက်ကိုပေါ်ဝါနဲ့ပတ်ပြီးစီးထားရာကနေအနာရှင်တက်ခါသတိလည်သွားခဲ့ပါတယ်သတိရတာတော့မိုးလင်းနေခဲ့ပြီးသားနဲ့သမီးကဘေးမှာမရှိလို့လိုက်ရှာတော့အခုညီလိုက်တောင်းပေမဲ့ဘယ်သူမှမရှိဘူးလို့ဆိုပါတယ်ကွန်းသွားတဲ့ခြေထောက်ကိုအနာမြင်မြင်ကြက်အောင်အဝိစာကိုက်ပြီးရမ်းမုံထဲကမီးရှို့ခဲ့ပါတယ်ကိုနေငါထဲမှာအသက်ရှင်ကျန်သူမရှိပဲဆက်သွယ်ရေးဆက်နဲ့ကျန်နေတဲ့တနတ်တွေယူကြပါတယ်ဆက်သွယ်ရေးဆက်ကနေနှုတ်စီဆက်သွယ်ခဲ့ပြီးဂျူလီယာကမြေပုံပျောက်သွားလို့မလာတတ်တော့ဘူးဆိုကတကုတ်ကတိုက်ခိုက်တာခံရတယ်လို့ပြောတော့သူလည်းမ င်းနှင်းညကတက်ခိုက်ခင်ရပြီးဘာကတက်ခိုက်တာလဲမေးတော့အတရိုဘော့ကကောင်းလေးချောင်းနဲ့ထဲကလာပြီးပင်လည်းပြောက်သွားတော့အောက်ဆီဂျင်ကြောင့်သူတို့တမျိုးတွေဖြစ်ကုန်ကြပြီးစားစရာမရှိတော့လို့စားစရာအတွက်တက်ခိုက်ကြတာဖြစ်ပြီးတော့တက်ရှိတွေကလက်ရှိပဝန်းကျင်နဲ့လည်းရောညီချွေနေကြတာဖြစ်ကြောင်းရှင်းပြပါတယ်လူက၄ယောက်လာလို့မီးတော့ကျမနဲ့ကျမကလေးတွေ၃ယောက်ပင်ကျန်တော့တယ်လို့ဆိုပြီးကလေးတွေကိုသာကယ်ပေးပါလို့တောင်းဆိုတဲ့အခါ မြင်မြန်လာဖို့လိုပြီးသူမှတ်တမ်းတင်ထားတာတွေအရဆိုပင်လည်းကထင်သားတာထက်မြင်မြန်ရောက်လာတော့မယ်။နာရီပိုင်းလောက်ပဲချိန်ရတော့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဂျူလီယာကဘယ်ဘက်ကိုသွားရမှန်းမသိတော့တာကြောင့်နိုကအချက်ပြတနက်ပြခါနေရာပြပေးပါတယ်။တာမင်တို့ရောက်ခရီးဆက်ခဲ့ပြီးကွက်လက်ပြင်ကျဲဖို့ဖြစ်ရပါတယ်။ရှုံမြောင်တွေကိုဖြတ်နေတော့အပေါ်ကမြေခဲတုံးတွေပြုတ်ကျလို့ဝေးရပြီးတော့အပေါ်ကိုတက်ရမှာမို့ဂျူလီယာကသူ့မကိုထားခဲ့ကကက်စီနိုမောင်နှမကိုဆက်သွားဖို့ပြောပေမဲ့ကက်စီကအမေမပါရင်မသွားဘူးလို့ဆိုကညှင်းဆိုပါတယ်။အမေသမီးတို့ကိုလာရှာ မယ်လို့ဆိုတာကြောင့်ဘန်းကိုခေါ်ကအပေါ်ကိုတက်ကြပါတယ်အဲ့ဒီမှာရှန်ကိုင်းသမောကိုတွေ့ပြီးအော်ခေါ်နေတော့နိုးနဲ့တွေ့တော့နိုးကဒဏ်ရာကြီးကျယ်ရတာကသူကမိနစ်ပိုင်းမဲ့အသက်ရှင်တော့မှာတဲ့အဲ့ဒါနဲ့ကတိကသူ့အမေကိုသွားခေါ်မယ်ဆိုပြီးတော့ဘန်းကိုသူ့ရဲ့လက်ပတ်ကြိုးချွတ်ပေးခဲ့ပြီးသူ့အမေစီပြန်ပြေးလာပါတယ်ဂျူလီယာကတက်လာတဲ့အကောင်တွေကိုတနက်နဲ့ပြစ်ပြီးခုခံနေပြီးတော့ကြီးကုံသွားချိန်မှာကတိကနေရာရှိတယ်ဆိုကအပေါ်တက်လာဖို့လက်ကမ်းပေးပါတယ် တမောစီပြေးလာခဲ့ပြီးဘန်ကအပေါ်ကနေတနက်နဲ့ပြစ်ခါတားပေးထားပါတယ်ပြီးတော့တမောရဲ့ဝင်ကတကားပိတ်ပြီးတဲ့အချိန်မှာပင်လယ်ရေပြန်တက်လာတာကြောင့်ဂျူလီယာကထိုင်ကုန်ခပတ်ပတ်ထားဖို့ပြောပြီးလက်ချင်းတွဲထားကြပါတယ်ပင်လယ်ရေကလုံးမြင့်နဲ့ဝင်လာတာကြောင့်ပြင်းထန်ပြီးမူးကအန်ထွက်ကုန်ကြပါတယ်တတိယလာချိန်မှာတော့အပြင်ကိုထွက်ခဲ့ကြပြီးစိတ်ကန်းကိုရောက်နေခဲ့ကသူတို့သားမိတို့တွေလွန်မြောက်ခဲ့ကြပါတယ် ဘလို့အခက်အခဲတွေပဲကြုံကြုံအရှုံးမပေးပဲတက်ဆွန်ဆန်ပြကေတင်ခဲ့တဲ့မိခင်တယောက်ရဲ့တက်တီကိုဒီဗီဒီယိုလေးမှာတွေ့ခဲ့ရပါတယ်ဇလန်းလေးကတော့ဒီမှာပဲပြပါပြီရှင် like and subscribe လေးလုပ်ပြီးသွားဖို့လည်းမမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်